ဟိုင်ဟိုင်ငေချင်းတို့ရဟိုလေမတ်ချစ်တူဝီနဲ့ကိုလင်းနေတော့လာอืมတို့အိမ်ဝယ်တဲ့ကိစ္စနဲ့ပတ်သက်ပြုံးမှာနည်းနည်းလောက်နည်းနည်းလေးလောက်ပြောကြည့်ချင်တယ်ပေါ့နော်အမပြီးနိုင်မစီးနိုင်မြင်နေရလို့လေတောက်ဆောင်တော့ဖွားနေကြရတာတွေကမပန်ဆယ်လို့ပြီးတော့တဲ့ခါကျတော့လာပြီပေါ့နော်ထောက်ပိုးတွေတယောက်ပြီးတယောက်လိုက်ပြီးဖြုံနေတယ်ပေါ့နော်အဲ့ဒီဘောမတွေ ဖတ်ဆိုတော့ထက်သိရမလားအဲ့လိုဟာဖြူနေမှန်းသိရတဲ့တချို့ညင်ညင်သွေးမမိတဲ့တော်လန်ရေးဘတ်တော်တာပါဆိုရလူတွေကဝင်ရောရောင်ပြီးတိုက်ခတ်တာကကနည်းနည်းယွန်စရာဖြစ်တယ်ပေါ့နော် ပြပြမယ်နော်ဟိုဟာနိုင်ငံခြားမှာအိမ်ဝေတယ်ဆိုတိုင်းလေအာဒီတော်လန်ရေးထောက်ဖို့ဒီတော်လန်ရေးထောက်ဖို့ထောက်ဖို့ဒါနဲ့ပဲဟိုတော်လန်ဘီတို့အလူငွေတွေနဲ့ပါညာအဲ့လိုမျိုးပြောပြတော့မှလေတိုက်ခိုက်နေကြတယ်နိုင်ငံခြားမှာအိမ်ဝေတာစမ်းတယ်လား မြန်မာပြည်မဟုတ်ဘူးเนาะအလုံးကိုသိအောင်ပြောပြရမယ်တချို့မြန်မာပြည်မှာရှိတဲ့လူတွေပေါ့เนาะအဲမြန်မာပြည်မှာလေကားတွေအိမ်တွေဝေနိုင်လို့ရှိရင်တထေးဟုတ်လားတထေးမှာပဲအဲ့လိုဝေနိုင်တယ်ဟုတ်လားနိုင်ငံခြားမှာဒီအနောက်နိုင်ငံမှာတွေကအိမ်ရောက်ကားတွေဝေနိုင်တယ်ဆိုတော့ဆမ်းမှုလူတိုင်းဝေနိုင်တယ်သိလားအတိကကလစဉ် income ရှိတယ်ဆိုလို့ရှိရင်ဝေလို့ရတယ်လားဥပမာပြောပြရမယ်နော ထားပါတော့အခုတိုက်ခိုက်နေကြတာတွေကတော်လန်ရေးအာပြီးတို့ပြီးတို့ရံပုံငွေပြီးတို့ရံပုံငွေနဲ့ပြောကြလားတော်လန်ရေးတဲ့အလှငွေနဲ့ပုံပြီးတော့မှဝေကြတဲ့ပါညာပြောကြတာထားလိုက်တော့သူတို့ကအဲ့လိုတကယ်လောက်တယ်ဆိုရင်တော့မှဒီတော်လန်ရေးငွေကိုဟိုထားပါတော့မလှပဲနဲ့သူတို့ဝေမယ်ဆိုရင်တော့မှဝေချင်တိုင်းဝေလို့မြဖို့ပတ်စံရှိနေတယ်တဲ့လားနော်ရော့အင်းဆိုအပုံလိုက်ကြည့်လေတို့များစီရနေလေအထုတ်လိုက်ကြည့်ကောက်ရလို့ လာဝေးမယ်ဆိုလို့ဒီနိုင်ငံမှာတော့ဝေးလို့မရဘူးเนาะအဲ့ဒါတခုတိထားဖို့မြန်မာပြည်အဟာရီဟိုညင်ရေမမီရဟာရီတစ်ချက်ပြောပြမိပေါ့เนาะအာဘာလို့လဲဆိုတော့အရာရာဟာအကုန်လုံးကတရားဝင်ဖြစ်ရမယ်ဒီဘက်နိုင်ငံတွေမှာเนาะอืมအဲ့လိုမျိုးသူကတော်လန်ရေးဝင်အလူငွေနဲ့ဆိုတော့ခါကျတော့ဘယ်ကအင်ကမ်ကိုပြမှာလဲပြောချင် တရားဝင်ဝင်ငွေမရှိပဲနဲ့ဆိုလို့ရှိရင်တကယ်လို့အဲ့တော့ဝင်မယ်ဆိုအဲ့လိုလုံးလို့မရဘူးမြန်မာပြည်မဟုတ်ဘူးနော်မြန်မာပြည်မှာစိတ်ကြိုက်ခိုးပြီးတော့မှစိတ်ကြိုက်ဝေလို့ရတယ်ဟုတ်လားအဲဒါပေမဲ့ဒီနောက်နိုင်ငံမာတွေကဒီလိုမျိုးမဟုတ်ဘူးနော်အဲအနောက်နိုင်ငံအဲ့ကျပြောတော့အဲ့ကျကဂျမနီမှာနေရတယ်သူတို့က USA ဆိုတော့ဒါပေမဲ့ဥပဒေအင်းပုံစံသွားတာတွေပါညာတော့အင်းတိုက်ပြီးမချာနာပါဘူးနော်အတူတူပဲအဲ့လောက်ပဲပေါ့နော်တိုက်ပြီးမကွာချဘူးဒါကြောင့်မလို့ ပြပြတာပေါ့နော်အာဒီဘက်နိုင်ငံသွေးမှာကတတိမှမဟုတ်ဘူးလူတန်းစားတိုင်းအိမ်အိမ်ဝင်နိုင်တယ်လူတန်းစားတိုင်းကားဝင်နိုင်တယ်နော်ဒါကထူးဆန်းနေတော့မဟုတ်ဘူးပြီးတော့မချစ်သူဝေတော့ဝေလိုက်တဲ့ဥစ္စာဆိုလို့ရှိရင်ဘယ်လောက်လဲ9သိန်းဟုတ်လား9သိန်းဒေါ်လာ9သိန်းဘယ်လောက်ရှိမှာမို့လို့လဲနောက်တစ်မျိုးကမချစ်သူဝေတော့ကိုလင်းလင်းလို့ဆိုတာပြပွားလာလဲမသိချောက်လား သူတို့တွေကဟိုးအောက်ခြေကနေမှတော့ကြုံအောင်ကြာတက်လာတဲ့လူတွေလားစဉ်းစားသူတို့ရဲ့ level ကိုလည်းကြည့်လိုက်နော်သူတို့ရဲ့ level တခုကိုလည်းကြည့်လိုက်သူတို့ကနှစ်ယောက်လုံးကလည်းအောင်မြင်ကြော်ကြားထားတဲ့လူတွေအောင်မြင်ကြော်ကြားနေတဲ့အနုပညာတွေနော်စဉ်းစားပြီးအချိန်မဲ့အနေမဲ့မှောက်ဘူးအရင်ကလေးကနေလေသူတို့ကနော်သူတို့ပစ္စည်းနဲ့သူတို့ကိုလည်းဝေလို့ရတယ်နော်ဥမာ တို့ပစ္စည်းတို့ကအခုလက်ငင်းဝေလိုက်တယ်ထားလိုက်တော့တို့အရင်မြန်မာပြည်မှာရှိခဲ့တဲ့အရာတွေပါတယ်တို့ပညာသက်တွေတို့ရဲ့ငွေတွေပါတွေကိုဒီဘာလို့ဆိုတော့တော်လန်ရေးဘက်မှာတို့ရက်တည်မယ်ဆိုတာတို့စိတ်ဆုံးဖြတ်ပြီးပြီဆိုခွေရတို့တခုခုတို့ရဲ့ပိုင်ဆိုင်မှုဘာညာတွေစီစဉ်ပြီးထားလို့နော်အဲ့လောက်အုံနောက်မဲ့မဟုတ်ဘူးဝိသကကိုတခုနဲ့ထွက်လာတာမှန်ပေမဲ့မှန်တယ်အခုခေတ်က ID kit လीအဲ့လောက်တော့မအုံနောက်တွေမရှိကြဘူးလား ်တခါတည်းမှာ bank transfer တွေပါကြိုပြီးလောက်ထားတယ်ဆိုရင်ရောအဲ့လိုမျိုးလောက်တယ်ဆိုရင်တကယ်လို့ဟိုမှာအိတ်တော့ဝင်ရတယ်နော်ပါလဲဆိုသူ့ရဲ့ proof man ကိုပြနိုင်လို့ရှင်ထားပါတော့ဒီငွေကဘယ်ကရပါတယ်ဆိုတာကို proof man ပြနိုင်လို့ရှင်သူတို့ကနှစ်ယောက်လုံးကလည်း actor လीเนาะ singer လည်းဟုတ်တယ်နှစ်ယောက်လုံးကเนาะအောင်မြင်ကြော်ကြားတဲ့ singer လည်းဟုတ်တယ်เนาะဟိုမတ်ချစ်သူဝေဆိုလဲ actor เนาะပြီးတော့ ဆရာဝင်လာဟလာမသိဘူးเนาะအဲ့ဒါတော့အဲ့ဒါလည်းဖြစ်တယ်ကွာဆိုတော့ခါသူတို့မှာကဘာပဲဖြစ်သူတို့မှာ scientific care တွေပါလို့ရှိတယ်ဒီဟာเนี่ยပတ်သက်တဲ့အရာเนาะအသူတို့ရဲ့ပိုင်ဆိုင်မှုတွေပါတယ်သူတို့ကလွဲပြောင်းပြီးထားလာပြီနော်ပြောင်းထားတဲ့အချိန်မှာအုံမရက်သွားတဲ့အချိန်ကြီးနိုင်ငံရေးကြောင့်သူတို့ကခုလုံးတယ်နော်ဒါကသူတို့ကနိုင်ငံရေးကြောင့်ခုလုံးပြီးဝင်သွားတဲ့အတွက်ကြောင့်မလို့အထူးတလဲစစ်ဆေးနေစရာမလိုဘူးသူတို့ရဲ့ပိုင်ဆိုင်မှုကိုသူတို့ရဲ့ history တွေကို စစ်ကြည့်လိုက်မယ်နော်အကုန်လုံးစစ်ကြည့်လိုက်ကြမှာမှန်ကန်လဲဆိုရင်သူတို့ရဲ့ပိုင်ဆိုင်မှုကအလိုလိုနေအမှ transfer လုပ်လို့ရတယ်တိလာအဲ့ဒါတွေရောသဘောပေါက်ကြရဲ့သူတို့ရဲ့အရင်တော့အချိမဲ့နေမဲ့မှာမဟုတ်ပဲအဲ့ဒါကိုစဉ်းစားနော်နောက်တစ်မျိုးကျတော့ဗာလဲအခုကားတဲ့ထော်လန်ကြီးကမနိုင်တော့မှန်တိလို့အော်သူတို့အချင်းဒီမကောင်းတော့မှန်တိလို့အိမ်ဝယ်ပြီးတော့သူတို့ကိုသူတို့အမှအခြေချရတယ်အဲ့လိုပြောဟဲ့လား အမျိုးမျိုးเนาะဘာလို့လဲဆိုတော့ဘာလို့အိမ်ဝယ်လဲတဲ့လားအိမ်ငားနေရင်လဲတလကိုဒီလောက်ပေးရတယ်တလကို1000ကျော်2000အနည်းဆုံးနဲ့သူတို့နေတဲ့နေရာဝန်းကျင်တော့ပြောတယ်เนาะတလငားနေမယ်ဆိုရင်လဲ1000ကျော်2000အနည်းအဲ့လောက်အနည်းဆုံးကလာစင်ပေးရမယ်ငားနေရမယ်တကယ်လို့ဝေလိုက်မယ်ထားပါတော့ကိုငွေနဲ့ပဲပုံပေးပဲဝယ်ဝယ် ကိုယ့်ရဲ့ income ရှိလို့ဟိုဘန်လုံးနဲ့ပဲဝင်ဝင်ပေါ့နော်ဟို credit နဲ့လေ credit နဲ့ဝင်တယ်ဆိုရင်ဥမာဘယ်နှစ်နဲ့လဲ10နှစ်နှစ်နဲ့10အနှစ်30အဲ့လိုမျိုးရရတယ်အဲ့တော့လစဉ်ဝင်ငွေတည်းကသူတို့ဖြတ်သွားမှာ automatic အဲ့လိုပဲဝင်မယ်ဆိုလို့ရှိရင်လေကိုယ့်ရဲ့အိမ်ငါခလစဉ်မကုန်တော့ဘူးတကယ်လို့အဲ့မှာဝေလိုက်တယ်ဆိုတဲ့ခါကျတော့အဲ့ဒီကိုကအိမ်ပိုင်မရဘူးလား ဒါပေမဲ့ဥမာစာချုပ်ကိုကအဲ့ဒီလောက်ထားတာကဘာလို့10နှစ်10နှစ်ဆိုရင်10နှစ်ပေါ့နော်တချို့ဆိုရင်ရှိတယ်တချို့ကအဲ့လိုမျိုး20စာချုပ်ချုပ်တယ်20ကိုက9နှစ်လောက်10နှစ်လောက်နဲ့သူတို့ကအဲ့စာချုပ်ကိုဆက်ပြီးတော့မှမရန်နိုင်တော့ဘူးမရန်နိုင်တော့ဘူးဆိုရင်ဘဏ်ကပြန်လာသိမ်းတယ်နော်ကြီးရှင်းမလားကိုပေးထားတဲ့ amount တိုင်းကိုပြန်ရတယ်အဲ့တော့ကိုကဘာတွေရှုံးလဲဆိုတော့အသိုးတွေရှုံးတယ်ဟုတ်ပြီလားနော်အဲ့လိုမျိုးရှိတယ်အဲ့တော့ဒီနိုင်ငံမှာက အဓိကကဘာလို့လဲဆိုတော့ resident permit ဖြစ်ရမယ်အမ်ပြီးရင်အာ income ရှိရမယ်နော် income ရှိရမယ် official အဲ့လိုမျိုး black money တွေဘာတွေမရဘူးဒီဘက်နိုင်ငံမှာတွေနော် euro တွေရလေအဲ့ဒီမြန်မာပြည်ကဘောမတတိုက်ကလေအာဒီတော်လန်ရေးပတ်တော်တာတွေတယောက်ပြီးတယောက်လိုက်ပြီးဖြိုးနေတယ်နော်အာညီတို့အပါကိုတပြောပါလားညီတို့ပပကြီးဆိုရင်တလားဘယ်လောက်ရတာလဲဟမ်မြန်မာပြည်မှာလေ ကုမ္ပဏီလက်ညှိုးထိုးမလွဲဘယ်နာကြည့်လိုက်လဲသူသားသမီးကုမ္ပဏီသူတို့ကုမ္ပဏီဒါလောက်ချမ်းသာတာဘယ်ရနေလဲဟမ်ဘယ်ချိန်တော့ချမ်းသာခဲ့တာလဲအဲ့ဒါမှသူပြောလေနော်တလောက်ဘလောက်ရတာလဲနင်တို့ဖနှက်ချုပ်ကြီးကဂါချုပ်ကြီးပါဆိုတဲ့အဲ့ဒီမင်းအွန်လိုင်းကတလောက်ဘလောက်ရလဲသူရလာစားဝင်ဝင်ဘာကြောင့်အဲ့လောက်ချမ်းသာနေကြတာလဲအဲ့မှာတိုက်ခိုက်ပါလားတတိုင်းဘီလုံးဒီလောက်ဆင်းရဲမွဲပေတဲ့ရင်ဒါမှမဟုတ်သူတို့ကတော့ ဘယ်နေရာကြီးလဲသူတို့ကုမ္ပဏီတွေကြီးပဲနော်အခုအမေရိကမှာ9သိန်းနဲ့အိမ်ဝယ်တာကိုလာပြီးတော့မှဟိုအထူးဆန်းလောက်နေဟုတ်လားအရန်တွေဟိုဖြစ်ပြနေဟုတ်လားနော်အိမ်ဝယ်တယ်ဆိုတဲ့အတိတ်ပဲကမိသားစုဆိုလို့ရှိရင်အကောင်ဆုံးအဲ့လိုမျိုးဝယ်ပြီးနေတာကအကောင်ဆုံးတန်ဆုံးဘာလို့ငှားနေမယ်ဆိုရင်အဲ့လိုလဲခြေခြေလွန်းလွန်းမနေရတဲ့ပြင်ဈေးကြီးငှားခါရောရနော်ဝေလိုက်လို့ရှိရင်ကိုကတနေ့ကျရင်ကိုပိုင်မယ် မပိုင်လဲကိစ္စမရှိဘူးကိုပြန်ပြီးတော့မှဟိုကလောက်လို့ရတယ်နော်အအံ့ပြန်ရတယ်မြန်မာပြည်လို့မဟုတ်ဘူးနော်ဘာဝဝဲအဓိက income ရှိဖို့လိုတယ်တရားဝင်အလောက်တစ်ခုရှိဖို့လိုတယ်နော်အဲ့တော့သူတို့မှ2ယောက်နော်2ယောက်ဆိုရဲလစာမြန်မာပြည်လို့တစ်လောက်5သိန်းရတဲ့ဟာမဟုတ်ဘူးနော်ဒေါ်လာ1000ဆိုလို့ရှိရင်သိန်း40ကျော်တယ်ဟုတ်လားတစ်လောက်3000ဒါက တာမန်အလောက်တမားပဲပြောတော့3000ဒေါ်လာပဲရအောင်တစ်ယောက်6000ရနေပြီပြီးတော့သူတို့အများနှစ်ယောက်လုံးကဘယ်လောက် follower တွေများလဲသူတို့ရဲ့ social online ရဲ့ဝင်ငွေကနည်းနည်းတော့မဟုတ်ဘူးเนาะအုံနောက်လေးနဲ့စဉ်းစားနော်အဲ့ဒါတွေဒီ social online တွေကဘယ်လောက်ဝင်ငွေရှိတယ်မရှိဘူးဆိုတာအနည်းတို့မြန်မာပြည်မှာတချို့တောချို့အောင်ကြတက်လာပြီးဆေးလီဖြစ်နေတဲ့ဟာတွေမမြင်ဘူးလား အခုဆိုရင်တထဲမှကြီးရဖြစ်ပါရဖြစ်ပြီးတော့အဲ့ဒါ social online ကဝင်နေဝင်ဝင်နေပဲလောက်စားနေတာတဘောပေါက်လာနော်အဲ့ဒါကိုလည်းတစ်ချက်အုံနောက်လေးတဲ့ကိုထက်နော်တခါတည်းဒီဒေါ်လာရေးကိုပဲအမျိုးမျိုးလိုက်တိုက်နေကြတယ်ဟိုရောက်လည်းမရောက်ဘူးဘူးအမေရိကန်တို့အနောက်နိုင်ငံတို့ဆိုရောက်ဖူးတာလည်းမဟုတ်စိတ်ကူးတော့မရင်ဘူးတဲ့ဟာတွေကဟဟလာဟိုးတော့ကျုံညာနေထိုင်ပြီး blame နေကြတယ်အဲ့ဒါကိုဒေါ်လာရေးတဲ့ဟာတွေတချို့တွေက